ကတုကေပြည်သူများအားလုံးမင်္ဂလာပါဗျာဒီတစ်ပတ်ရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အနေနဲ့အပတ်စဉ်စိတ်ဝင်စားစရာကောင်းပေကဏ္ဍလေးတို့ရွေးချယ်တင်ဆက်နေတာဖြစ်ပြီးတော့ဒီတစ်ပတ်လှည့်ကြတာလည်းစီးပွားရေးကဏ္ဍအတွက်လည်းစိတ်ဝင်စားစရာကောင်းနိုင်မဲ့ကောင်းတဲ့လေးတစ်ခုရွေးချယ်ထားပါတယ်ဗျာအရင်စီးပွားရေးကဏ္ဍကကျွန်တော်တင်ဆက်ခဲ့မှုတဲ့ငွေလဲနှုန်းအတက်ကြာဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းအလေးကိုကြည့်ထားမှဆိုရင်တော့ဒီနေ့တော့ပုံပြီးနားလည်ရလွယ်မယ်လို့ထင်ပါတယ်ဗျာဘာလို့လဲဆိုတော့ ဒီတစ်ပတ်တင်ဆက်မယ်တရုတ်ပစ္စည်းများဈေးပွားချင်းနောက်ွယ်ဆိုတဲ့အကြောင်းအလေးကဒီငွေလဲနှုန်းနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့ဒီငွေလဲနှုန်းပေါ်ပေါ့နော်လဲလဲပတ်ပတ်ဘယ်လိုဖြည့်ရှင်းသွားတယ်ဆိုတဲ့အကြောင်းအလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဗျ။အရင်တစ်ခေါက်နဲ့မတူဘဲနဲ့ဒီနေ့အကြောင်းအလေးကတ িয়োগ ကြီးတို့ရဲ့အကြောင်းကိုပြောမှာဖြစ်တဲ့ကြောင့်ပေါ့တ িয়োগ ငွေကြီးနဲ့အမေရိကန်ငွေကြီးလဲလှယ်တော့ကိုဥပမာပေးပြီးပြောပြတော့မှာဖြစ်ပါတယ်ဗျ။ဆိုကြပါစို့ကျွန်တော် US ဒေါ်လာနဲ့တ িয়োগ ကွေယွမ်ပေါ့နော်ယွမ်ငွေငွေလဲတော့ကဒေါ်လာကို10ယွမ်ရှိတယ်ဆိုကြပါစို့ အမေရိကန်မှာရှိတဲ့မစ္စတာပါလီယာကသူ့နိုင်ငံကို software တွေတင်ပို့ရောင်းချပါတယ်။ software တခုကိုသူ့ရဲ့သူ့ရဲ့ရောင်းငွေက100ဒေါ်လာရှိတဲ့အတွက်ကြောင့်သူတင်ပို့ရောင်းတဲ့အခါကျတော့သူကယွမ်ငွေပြန်ပြောင်းရောင်းရတယ်ပေါ့နော်။အဲ့တော့တခုကိုယွမ်100နဲ့အခု90တင်ပို့ရောင်းချပါတယ်။ဒါကြောင့်စုစုပေါင်းသူ့အနေနဲ့ယွမ်9000ရရှိမှဖြစ်ပြီးတော့မစ္စတာပါလီယာကသူကအမေရိကန်မှာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီယွမ်9000နဲ့ကျင်းစီပေါင်းဒေါ်လာကိုပြန်လဲဝယ်ယူရမှာဖြစ်ပါတယ်။လက်ရှိငွေလဲနှုန်းအတိုင်းဆိုရင် ဒေါ်လာ900ဝယ်ရမှာဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့မှတ်ရပါကဒေါ်လာဝယ်လိုအပ်သည်ဒေါ်လာ900ရှိပါတယ်အဲ့လိုပဲတော့တရုတ်မှာနေတဲ့ပေါ့ဖော်ကြီးကအမေရိကန်ကိုဖုန်းတွေတင်ဖို့ရောက်ချပါတယ်ဖုန်းတစ်လုံးကိုသူရောင်းဝယ်ရောင်းနေဝယ်ရရွန်တရာဆိုတော့အမေရိကန်ကိုတင်ဖို့ရောက်ချမှာဖြစ်တဲ့တရားမှာဖုန်းတစ်လုံးကို10ဒေါ်လာနဲ့သူရောက်အောင်ပါပါဖုန်းတလုံး10ဒေါ်လာနဲ့အလုံး100တင်ဖို့ရောက်ချပါတယ်။ဒါကြောင့်စုစုပေါင်းဒေါ်လာ1000ရရှိမှဖြစ်ပြီးတော့ ပတ်ဖို့ကြီးကတင်းအောင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒေချာပေါ့ဒီဒေါ်လာ1000နဲ့ဒီဒေါ်လာ1000ရောင်းပြီးတော့ဒီ yuan ငွေကိုဝယ်ယူရမှာဖြစ်ပါတယ်။ဒါဒီနေရာမှာအပေါ်ကလိုမှန်မှာကဒေါ်လာရောင်းလို့ရသည်ဒေါ်လာ1000ရှိပါတယ်။အဲ့တော့ကျွန်တော် Mr. Palia နဲ့ပတ်ဖို့ကြီးတို့ရဲ့ဥပမာကိုရှင်းကြည့်မယ်ဆိုရင်ဒေါ်လာဒီဝယ်လို့ရနေပြီးတော့ရောင်းလို့ရများနေပါတယ်။အဲ့ဒေါ်လာဝယ်လို့ရကအာဒီဒေါ်လာ900ဝယ်ခြင်းတယ်အဲ့မဲ့ရောင်းမဲ့လူကဒေါ်လာ1000ပဲရှိတယ်အဲ့တော့ကျွန်တော်အရင်ကပြောသလိုပဲရောင်းလို့ကများပြီဝယ်လို့ကနည်းတဲ့ပစ္စည်းဟာ တန်ကြီးကျဆင်းလာမှာဖြစ်တဲ့ကြောင့်မလို့ဒီဥပမာမှာဆိုလို့ရှိရင်ဒေါ်လာဈေးကကျဆင်းလာမှာဖြစ်ပါတယ်ဆိုကြပါစို့ဒေါ်လာဈေးကျလို့တဒေါ်လာကို9ယွမ်ဖြစ်သွားပြီဆိုရင်ပေါ့ဖော်ကြီးကဖုံးတလုံးကိုဒေါ်လာ20နဲ့ရောင်းမှာတွက်ရှိခိုက်မှာဖြစ်ပါတယ်ဟုတ်လို့ဆိုသူ့ရဲ့ဒီတိရုပ်ပြမှာရောင်းစရာယွမ်တရာကိုအဲ့တော့သူကဟိုမှာရောင်းရင်သူက20နဲ့ရောင်းမှာသူတွက်ရှိခိုက်တော့မှာပေါ့နေစာပါလီယာကတော့ software တစ်ခုကိုယွမ်90နဲ့ရောင်းလို့ရသွားပါတယ်ဟုတ်ဆိုသူ့ရဲ့ဟိုအမေရိကန်မှာရောင်းစရာအဲတစ်ခုကို ဟို10ဒေါ်လာနော်10ဒေါ်လာဆိုတော့သူက90နဲ့ရောင်းအောင်ဆိုတော့အရှင်ပြသွားပြီသူတို့နဲ့တရုတ်ပစ္စည်းတွေကပြပမှာဈေးကြီးလာမယ်ရလတ်နေနဲ့ရောင်းဝါးတွေကျလာမယ်ပြီးတော့အမေရိကန်ဆော်ဝဲတွေကဒီမှာစီးသက်တက်လာမယ်ဒါကြောင့်ပို့ပြီးရောင်းကောက်လာမယ်ဒီလိုရောင်းနောက်တစ်ချိန်ငွေလဲတဲ့အခါမှာဒေါ်လာဈေးတွေပြန်တက်လာမယ်ဆက်ပြီးငွေလဲနှုန်းကအတက်အကျဖြစ်နေတော့ကျွန်တော်တို့က floating exchange rate ရဲ့လို့ခေါ်ပါတယ်ဗျဒါတော့ theory ရဆိုရင်တို့ဖြစ်ရမှာပေါ့နော်အဲ့မဲ့တရုတ်ကြီးကသူတို့ရဲ့ပစ္စည်းတွေပြပမှာဈေးတွေကြီးလာပြီးရောင်းဝါကျလာတော့မလို့ချင်းဘူးဗျ။ဒါကြောင့်တရုတ်ကြီးကငွေလဲနှုန်းကိုအသေး fix ထားတယ်ပေါ့နော်။ တော့ကျွန်တော်တို့က fix exchange rate ရဲ့လို့ခေါ်ပါတယ်။ဘလို့နေရတဲ့သူကအသေးထားလေဆိုတော့ခုနဥပမာမှာဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာဝယ်လို့ကဒေါ်လာ900ပေါ့နော်။ဒေါ်လာ900ကျွန်တော် yuan 9000နဲ့ဝယ်ပေါ့။တော်တော်ရောင်းမှာဒေါ်လာ1000။အဲဆိုတော့သူ့လိုပေါ်နေတဲ့ yuan 1000ဝယ်လို့ရှိမှဖြစ်မှာ။ဒါကြောင့်မို့သူတို့က low နောက်တဲ့ low နေတဲ့ yuan 9000ကိုသူက print ထုတ်ပြီးတော့အဲဒေါ်လာ900ထပ်ဝယ်လိုက်တယ်ဗျ။ဝယ်လိုက်တယ်။အဲ့အခါကျတော့ကျွန်တော်တို့ရောင်းလို့ကလည်းဒေါ်လာ1000ဝယ်လို့ကလည်း ကျွန်တော်တဖောင်ဆိုတော့နှစ်ခုနီးမျှသွားပြီးတော့ငွေလဲတော့အတက်ကြံဖြစ်တော့ပဲနဲ့တော်တော်လောက်ဆယ်ရွယ်တိုင်းဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။အဲဒီလိုမျိုးလောက်တာကိုကျွန်တော်တို့က currency packing လုပ်တယ်လို့ခေါ်ပါတယ်ဗျ။ဒီနေရာမှာမေးစရာတစ်ခုရှိပါတယ်ဗျ။ပတ်စံဆိုတာထုတ်ချင်တိုင်းထုတ်လို့မရဘူးလို့ကျွန်တော်အရင်ကပတ်စံအကြောင်းလုပ်တဲ့ဗီဒီယိုလေးမှာရှင်းပြထားပါတယ်။တိုင်းပြည်ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုဒီနေရာပြင် GDP တန်ဖိုးတွေတက်လာပဲပတ်စံတွေပဲထပ်ထုတ်နေမှာဆိုရင်ငွေကြေးဖောင်းပွားမှုဆိုတဲ့အကြောင်းခံရမှာဖြစ်ပါတယ်။အဲဒီတော့အခုလိုပတ်စံတွေထုတ်ပြီးတော့ဒီဝယ်လိုက်တဲ့ ူအပူဒေါ်လာတွေကိုတရုတ်ဘက်ကလေလုတ်တယ်အဖြေကတော့ပတ်စံတွေလိုက်ချီးပါတယ်အမေရိကန်နိုင်ငံရဲ့ US Treasury Bond တွေကိုသူကဝယ်ပါတယ် US Treasury ဆိုတာအမေရိကန်နိုင်ငံမှာသူကငွေကြေးဆိုင်ရာတွေကိုတောင်းယူရတဲ့အစိုးရ Department ပေါ့နော်သူကဌာနဖြစ်ပါတယ်တရုတ်ကဒီဌာနရဲ့ Bond တွေကိုအသေးစံတွေဝယ်ပါတယ်ကွာ Bond ဆိုတာအရင်ကသူထုတ်ဝေထုတ်ချီးတာပေါ့နော်အမေရိကန်ကသူကအသေးစံတွေကိုချီးတယ်ဝေချီးရတဲ့သူတွေများလာတဲ့အတွက်ကြောင့်မလို့ အတွုံးတွုံးတွေတက်တာလာတယ်။အမေရိကန်နေနဲ့စီးပွားရေးတွေအတွုံးတွုံးတက်တက်တတာနဲ့လုပ်နိုင်မယ်။ပြီးတဲ့အခါမှာအမေရိကန်နိုင်ငံသားတွေအနေနဲ့လည်းဘန်တွေမှာလည်းချင်းဝေကိုတက်တက်တတာအတွုံးတွုံးတက်တက်တတာတွေနဲ့ရအောင်နိုင်ပါတယ်။အဲတော့အမေရိကန်လူမျိုးတွေကငွေကြေးတွေအဆင်ပြေလာမယ်။နောက်ပြီးတော့အမေရိကန်မှာရှိတဲ့တရုတ်ပစ္စည်းတွေပိုပြီးရောင်းအောင်ကောင်းလာမှာပေါ့နော်။ရလာနေနဲ့ပြည်ဝဲထုတ်ကုန်စွမ်း GDP တွေပိုပြီးတက်လာပါလိမ့်မယ်။အဲတော့ဒီ GDP တက်တဲ့အခါကျတော့ဦးနာငွေကြေးဖောင်းဖောင်းမှုကိုတစ်ဖက်ပြန်ပြီးတော့ဒီနေရာရောက်ပါတယ်။ တယောက်ကအမေရိကန်နေမကပဲနဲ့တခြားသောနိုင်ငံတွေကအခုလိုပဲချင်းငွေတွေထုတ်ပေးနေတာဖြစ်ပြီးတော့တတိယပြန်သူတို့ရဲ့ထုတ်ကုန်စွမ်းအားတွေကိုမြင့်တင်နေတာပဲဖြစ်ပါတယ်။ tracking လုပ်ချင်းဆိုတာရည်ရွယ်ချက်ရှိမိမိတို့ရဲ့ငွေကြေးတွေကိုတန်ဖိုးကျဆင်းအောင်လုပ်ချင်းဖြစ်ပြီးတော့ထို့မှတ်တဆင်မိမိတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုပြည်ပနိုင်ငံတွေမှာဈေးနှုန်းတက်တက်တတာနဲ့ရောင်းချနိုင်အောင်ဆောင်ရွက်ချင်းဖြစ်ပါတယ်။ဒါ့အပြင်နိုင်ငံအတွင်းလုံသားတွေရဲ့လောက်ခလာတာတွေကိုလည်းတက်မလာအောင်လုပ်သူတို့ဖြစ်တဲ့အတွက်ကြောင့်လို့ယင်းဒီမြုံနယ်မှုတွေကတိုးလာပြန်ပါတယ် အလုံးသမားကြီးဈေးသက်တာတဲ့ခါမှာကျွန်တော်ယင်းနှမြုံနယ်မှုတွေကမှလာပြီးယင်းနှမြုံနယ်တော့ဘောနော်ဒီနည်းနဲ့တရုတ်ကစီးပွားရေးမှာထိတ်တန်းကိုတလန့်လာခဲ့တာပဲဖြစ်ပါတယ်ဗျတခါတခါကြတော့လေအစိုးရချင်းတိုက်ရိုက်ငွေချေးတာတွေရှိပါတယ်တခါလေကြတော့လေဗန်နီမှာယင်းနှမြုံနယ်မှုတွေလောက်တာရှိပါတယ်တခါလေကြတော့လေတက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လုပ်ငန်းပူးပေါင်းဆောင်ရွက်တာတွေလည်းရှိပါတယ်ဗျဒီနည်းလမ်းကထုတ်ကုန်ဆောင်ရွက်ရှိတဲ့နိုင်ငံတွေသာလေလိုက်နာကျင့်သုံးလို့ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်ဗျမဟုတ်လို့ရှင်တော့ငွေချေးဖုံးပွားမှုတွေသာဖတ်တင်လာပါလိမ့်မယ် ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့နောက်တစ်ခါတရုတ်ပစ္စည်းတွေဝယ်တဲ့အခါဈေးရန်နည်းနေပြီဆိုရင်ဒါရည်ရွယ်ချက်ရှိရှိငွေကြေးတန်ဖိုးကျဆင်းအောင်လုပ်ထားခြင်းကြောင့်လို့သဘောပေါက်ကြမယ်လို့ထင်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့ရှေးကမြန်မာလူမျိုးတွေကတရုတ်ကြီးတို့ရဲ့ပတ်စံနဲ့ပတ်သက်ပြီးယူယူမူမူဖြစ်ပုံကိုသိခဲ့ပုံရပါတယ်။ဒါကြောင့်လည်းတရုတ်လိုရှာအရာလိုစုဆိုတဲ့သူစကားတွေထားရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက် currency packing အကြောင်းရယ် packing ကြောင့်ရလာတဲ့ဒေါ်လာတွေနဲ့ တူတူစီးပွားရေးလုပ်ပုံတွေကိုအကျံပြေနားလည်နိုင်ရမယ်လို့ယုံကြည်ပါတယ်ဗျကျွန်တော်ပြောလေးကနေအဲကန္နာလေးခုကိုအပစင်တစ်ခုစီတင်ဆက်နေတာဖြစ်ပြီးတော့နောက်ပတ်လှည့်ကြတဲ့ကန္နာကတော့နိုင်ငံရေးသိပ္ပံကန္နာပဲဖြစ်ပါရဲ့ဗျဒါကြောင့်စိတ်ဝင်စားသူများစောင့်မျှော်အားပေးကြပါဦးဗျာ